အားလုံးပဲမင်္ဂလာပါရှင်အခုကျမထပ်ပြီးတော့ဟိုအပိုင်းနှစ်အနေနဲ့ဟိုဆက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တော့ဒီအဖိုးဦးနာအောင်ရဲ့ဒီပထမအမအကြီးဆုံးရဲ့သာသမီတွေနဲ့ဟိုပြန်ဆက်ရမှာပေါ့နော်အဲ့တော့အဲ့ဒီပထမအမအကြီးဆုံးရဲ့ဟိုသာသမီပေါ့နော်ဒီအဲမှာဆိုလို့ရှိရင် ပထမပြောခဲ့တာကဥစိန်အောင်ဥအေးဖေပေါ့နော်အဲအဲပြီးလို့ရှိရင်တို့ရဲ့သမီးဒေါ်တင်တင်လာနောက်ဆုံးမှာဒီဒေါ်မေတန်းတို့ဒေါက်တာမင်းကျော်ထွေးရဲ့သာသမီမင်းထင်လေးထွေးတီပေါ့နော်ကျွန်မအရှိဗီဒီယိုဒီမှာပြောခဲ့ပါတယ်အဲ့တော့အခုနောက်ထပ်ပေါ့နော်တစ်လေးနှစ်နှစ်အဲ့ဒါကဒုတိယဒီဒေါ်စိန်အောင်ဦးအေးဖေရဲ့ตาပေါ့နော်ဦးသက်ထွန်းဇနီးဒေါ်အေးကျိုင်း ပြီးလို့ရှိရင်သူတို့ကနေပြီးတော့မွေးတဲ့သားသမီး၃ယောက်ရှိပါတယ်။ဒေါ်မေနင်းကြီး၊ဦးအောင်ကျော်မြင့်နဲ့ဒေါ်မေပြုံးကြီးနဲ့အဲဦးအဲ၃ယောက်ပေါ့နော်။အဲပြီးတဲ့အခါကျတော့နောက်ထပ်ဒေါ်စိန်တောင်ရဲ့အဲတတိယမြောက်ပါပေါ့နော်။အဲ့ဒါကတော့ဦးအောင်တန်းဇနီးဒေါ်ရွှေကြီးဖြစ်ပါတယ်။အဲ့တော့ဒီဥောင်တန်းဇနီးတော်ရွှေကြီးကနေပြီးတော့တင်းနှစ်သုံးသားသမီး၃ယောက်ရှိပါတယ်ဒေါ်ဣရွှေစင်ထိုင်ဥဇော်ဦးနဲ့ဒေါ်နီနီအောင်ဖြစ်တယ်ပေါ့နော် ဲ့တော့နံမက်၄ရောင်မြောက်အာဒေါ်စိန်တောင်ဒေါ်စိန်အောင်ရဲ့အာတမီကတော့ဒေါ်တန်းကြီးဖြစ်ပြီးတော့၅ရောင်မြောက်တမီကတော့ဒေါ်တန်းမြင့်နဲ့အာဟိုဟာခင်မုံဦးတင်ဦးတို့ဖြစ်ပါတယ်အဲ့တော့ခင်မုံဦးတင်ဦးနဲ့ဦးတင်ဦးနဲ့ဒေါ်တန်းမြင့်တို့ရဲ့သားသမီးကတော့ဦးတက်ဦးဦးကြည်စိုးဦးနဲ့ဒေါ်နနာတင်ဦးရဲ့ဦးညင်ညီဦးရဲ့ဦးမင်းဦးရဲ့ဒေါ်နီလာတင်ဦးရဲ့ဆိုပြီးတော့၆ရောက်ရှိပါတယ်အဲ့တော့နံပါတ်၆ရောက်မြောက်ဒီဦးစိန်အောင်နဲ့အာဒေါ်စိန်အောင်နဲ့ sorry ဒေါ်စိန်အောင်နဲ့ဦးဝေးဖေရဲ့6ရောင်မြောက်သမီးကတော့ဒေါ်ထွေးကြည်ဖြစ်ပါတယ်ခင်မုန်းကတော့ဦးဝင်းရှိန်ပေါ့နော်ဒါကတော့ပထမဒီပထမအကြီးဆုံးဟိုအဖိုးဦးနောက်အောင်ရဲ့အမအကြီးဆုံးရဲ့အသာသမီးမြေအဆက်ဖြစ်ပါတယ်ရှင်အဲ့တော့ကျွန်မအခုဒုတိယအနေနဲ့ပြောမယ့်ဟာကတော့အဖိုးဦးနောက်အောင်ရဲ့ဒုတိယအမပေါ့နော်ဒုတိယအဒီအမလားအကိုလားတော့မပြောတတ်ဘူးရှင်အဲ့ဒီဟာကတော့အမည်မသိတဲ့အတွက်ကြောင့်ပေါ့နော် အဲ့တော့ဒုတိယရဲ့မျိုးဆက်ကိုကျမတို့တွားမယ်ဆိုလို့ရှိရင်တော့ပထမဦးဆုံးအဲ့ဒီဒုတိယအမထားလိုက်ပါတော့အမရဲ့သာသမီကတော့ပထမဦးဆုံးသာအကြီးဆုံးဒီဥလူကျော်နဲ့ဇနီးတို့ဖြစ်ဖြစ်ပါတယ်အဲ့တော့ဥလူကျော်ကနေပြီးတော့ဒီမွေးလာတဲ့သာသမီကြတော့အာဒေါ်သိမ်းမေနနှစ်တစ်တစ်ပေါ့နော်ဒေါ်သိမ်းမေနဲ့အဖိုးဦးထိန်ဝင်းအဲကုတ်နံပါတ်946ဖြစ်သွားပါတယ် ဲ့တော့အဖိုးဦးထိန်ဝင်းဒီလည်းဒီဘက်ချန်ကအမျိုးဒီဘက်ကဒေါ်သိမ့်မေဒီလည်းဒီဘက်ချန်ကအမျိုးအဲ့တော့ဒီဟိုဟာမီးတွေတူဟိုဟာတွေပေါ့နော်မီးတွေမီးတွေချင်းတူတူမအဲ့လိုမျိုးပုံစံမျိုး အမျိုးတွေချင်းချင်းနဲ့ပြန်ပြီးတော့ဟိုအမျိုးမကင်းတဲ့တူတွေပေါ့နော်ဒါကတော့ဟိုလက်ထပ်ထားကြတာပါအဲ့ခါကျတော့အဖိုးဦးထိန်ဝင်းနဲ့ဒေါ်သိမ့်မေရဲ့တာသမီကတော့၃ယောက်ရှိပါတယ်ဒါကတော့ ဒေါ်စောတင်အပြူကြီးပေါ့နော်ဒါကကျမတို့ရဲ့အကြီးဖြစ်ပါတယ်အဖိုးထိန်ဝင်းဒီကျမတို့ရဲ့အဖိုးအဘိုးဖြစ်တယ်ပေါ့နော်အဖိုးရဲ့အဖေပေါ့နော်အဲ့တော့ဒေါ်သိန်းမေဒီကျမတို့ရဲ့အဘွားဖြစ်တယ်အဲ့တော့အဖိုးထိန်ဝင်းနဲ့ဒေါ်သိန်းမေကမွေးတာဒေါ်စောတင်အကြီးဆုံးအပြူကြီးကတော့ကျမအမတိလိုက်ပါဘူးကျမတို့မမွေးခင်နေရဆုံးသွားတယ်ဖြစ်ပါလိမ့်မယ်အဲ့တော့အဒုတိယအဖွားကတော့ကျမသိပါတယ်ဒါကတော့အဖွားအဖွားခွားစိန်တန်းပေါ့နော်ခွားစိန်တန်း နဲ့ပတ်သက်ပြီးတော့လဲဘွားစိန်တန်းမှာသားသမီးတွေရှိပါတယ်ဒါကတော့ကျမတိတာအန်ဒီမင်းငယ်အန်ဒီမန်းငယ်အန်ဒီမန်းငယ်အန်ဒီအာအန်ဒီမန်းငယ်ဟိုဟိုပါတော့ခင်မုန်းကတော့ဥဖိုးထောင်ပြီးရခါကျရင်အန်ဒီမမြဝင်ပြီးရခါကျရင်အန်ဒီမင်းငယ်ပြီးရခါကျတော့အာ အဲအဲ့ဒီအဲ့ဒီဟိုမောင်နှမတွေရှိတယ်ပေါ့နော်အဲဒါဟိုကျမမှာစရင်နေမရှိတဲ့အတွက်ဒါကျမတီးတလောက်ကိုပြောခြင်းဖြစ်တယ်အဲသူတို့ဒီအန်နီမတ်ငယ်မှာကတော့သားသမီးတွေရှိတယ်ဒါကတော့မတ်ခန့်ခိုင်မြေအာဟိုခင်မောင်းကတော့ဒီဒီဟာသူရဇေယ တူမော်ပေါ့နော်။ဦးဇေယတူရမော်ပေါ့နော်။ဒါကတော့ဟိုမက်ခံမြေရဲ့ခင်မွန်ဖြစ်ပါတယ်။ဒုတိယကတော့မက်ဥဝဲမက်ဥဝဲရဲ့ခင်မွန်နာမည်တော့ကျွန်မအခုမသိသေးတဲ့အတွက်ဒီစရင်ထဲမှာလည်းမပါသေးတဲ့အတွက်ဒါတွေကတော့နောက်ထပ်တူတွေမှာပါပါမယ်ရှင်။အဲသူတို့ရဲ့သားသမီးတွေဆိုရင်လည်းဒါနောက်ထပ်တူတွေမှာထည့်ရမှာဖြစ်ပါတယ်။နောက်တော့ဒီအနီမမြဝင်းရဲ့သားသမီးတွေရှိတယ်။အဲအဲ့ဒီမှာမဆုမွန်တို့အဲပြီးတဲ့အခါကျတော့ ဒီသူညီမတွေအမတွေရှိသေးတယ်ပေါ့နော်ကျွန်မနာမည်အကုန်လုံးမသိပါဘူးရှင်အဲ့တော့နောက်ထပ်တိုးတွေမှာပါပါမယ်ပြည့်ရက်ခါကျတော့အန်ဒီမင်းငယ်ရဲ့သားသမီးရှိပါတယ်နှွေးရင်မပေါ့နော်အဲပြည့်ရက်ခါကျအန်ဒီမင်းငယ်ရဲ့အမျိုးသားကကျတော့ဒီဥလာမော်ပေါ့နော်ဒါမျိုးတွေရှိပါတယ်အဲပြည့်ရက်ခါကျရင်ဒီဒေါ်သိန်းမေဥထိန်ဝင်းရဲ့မြေအာသားပေါ့နော်အငယ်ဆုံးသားဖြစ်တဲ့ဥအုံးမောင်ဥအုံးမောင် ဥအောင်မောင်ပေါ့နော်မွန်လို့ခေါ်လို့ရှင်အဖိုးဥအောင်မောင်ဒီကျမတို့အဖိုးဖြစ်ပါတယ်အဖိုးမှာသားသမီးကအားလုံး၃ယောက်ရှိပါတယ်တယောက်ကကြတော့ငငယ်လေးနဲ့အဲဆုံးသွားတာပေါ့နော်အဲဒီအကြီးဆုံးကတော့ဒေါ်မတ်ချောဒေါ်တတိယင်ပေါ့နော်အဲ့ဒီမတ်ချောနဲ့ဦးသိန်းအောင်ပေါ့နော်ဒါဦးသိန်းအောင်ဆိုပြီးတော့၂ယောက်ရှိပါတယ်အဲ့တော့မတ်ချောမှာကလည်းသားသမီး၃ယောက်ရှိပါတယ်ဒါကတော့ကလျာဝင်းလှန်လှန်ဝင်းနဲ့ဖြူဝင်းမောင်ပေါ့နော် ဲ့တော့ဦးသိန်းအောင်မှာလည်းသာသမီက၃ယောက်ရှိပါတယ်ဒါကတော့လွင်တူအောင်ခင်မိုးမိုးအောင်နဲ့ရဇအောင်ဆိုပြီးတော့၃ယောက်ရှိတယ်အဲ့တော့တို့ရဲ့ဒီအားလုံးရဲ့ဇင်းမြစ်တွေဟိုနောက်ဆက်တွဲမြင်းမြစ်တီတို့တွေကတော့ကျမတို့စည်ရင်ထဲမှာမတွင်းရသေးဘူးရှင်ဒါကအခုအစ်စ်အပ်ဒိတ်လုပ်တဲ့စည်ရင်ထဲမှာပါမှာဖြစ်ပါတယ် နောက်တစ်ခုဦးလူကျော်နဲ့ဒေါ်ဖြူအဲဒေါ်ဖြူကနေမွေးတာကအာဒေါ်သိမ့်မေပေါ့နော်ဒေါ်သိမ့်မေပြီးရင်ဒုတိယတယောက်တီဒေါ်မြခင်ဖြစ်ပါတယ်တတိယတယောက်တီဒေါ်စိန်ရှင်ဖြစ်ပါတယ်ဒေါ်စိန်ရှင်ဒီဥဘိုးတောင်းရဲ့ဇနီးဖြစ်တယ်ပေါ့နော်ဥဘိုးတောင်းဒီလည်းကျမတို့ရဲ့ဟိုဘက်တခြားအသက်ဖက်ကအမျိုးတွေပဲဖြစ်ပါတယ်ကုတ်နံပါတ်233ပေါ့နော်ဒီဥဘိုးတောင်းရဲ့ဒီသာသမီအာဒီဥဘိုးတောင်းကတော့ဒီအာကုတ်နံပါတ်233ပေါ့နော်ဒါဥဘိုးတောင်းရဲ့သားတယောက်ဖြစ်တယ် အဖိုးကနေပြီးတော့ပြန်မွေးထားတဲ့ဒီမျိုးဆက်တွေမှာကြတော့အာကျွန်မတီတလောက်ကို ပြောမယ်ဆိုရင်ဥဆိုမြအာဥဆိုမြဒေါ်လာကြီးပေါ့နော်ဟိုဘတ်ကြီးဆိုမြရှိမယ်ပြီးရင်ဥတင်လာပေါ့နော်ဥတင်လာရှိမယ်ဒါဟိုဥတင်လာဥဆုမြင့်မှာလဲသာသမီတွေအများကြီးရှိတယ်ပေါ့နော်မညွန်တို့ဟိုလုံလုံတို့ဒါဟိုဟာလေးပေါ့နော်ဟိုသာသမီတွေအများကြီးရှိပါတယ်ပြီးခါကျတော့ဥတင်လာနဲ့ပတ်သက်ပြီးတော့လဲဒေါ်ကျင်ငွေဆိုပြီးတော့ပြီးလို့ရှိရင်သာသမီတွေကလည်းမ ကြီးကြီးခိုင်နဲ့ကိုဖိုးဝါဆိုပြီးတော့အဲ့လိုရှိရဲဒါဥတင်လာသည်ဥတင်လာငရုတ်ဒီမုတ်မော်လမြိုင်ပေါ့နော်အဲနောက်တစ်ခုကျတော့ဥလာထွန်ဥလာထွန်နဲ့ဒေါ်တင်လာပေါ့နော်အကြီးတင်လာကတော့စုံသွားပြီပေါ့နော်အဲ့တော့ဘတ်ကြီးလာထွန်ဥလာထွန်ဒီဥလာထွန်ငရုတ်ဒီမုတ်ဖြစ်သည်အဲဒီဘတ်ကြီးလာထွန်ဆိုတာကလည်းမော်လမြိုင်မှာကိုလာထွန်ငရုတ်ဒီမုတ်ဆိုပြီးတော့နာမည်ကြီးငရုတ်ဒီမုတ်ရောင်းတဲ့အာဖြန့်ပြူတဲ့အာကုမ္ပဏီထောင်ထားတယ်ပေါ့နော်ပြီးတော့ဘတ်ကြီးလာထွန်ဒီလည်းတီတီတူတမ ဆိုတော့ဘွဲ့တွေကိုရတာတယ်အဲ့ဒီဘွဲ့နာမည်ကတော့အရှိပေါ့နော်အဲ့တော့တီတီတူတမအာအကဆိုတော့ဘတ်ကြီးဥလထုံပေါ့နော်အဲ့ခါကျတော့ဒီဥလထုံကဒီမော်လမြိုင်မှာဆိုလို့ရှိရင်တော့ဒီကျမတို့ရဲ့ဒီပေါ့နော်ဟိုဖယားဒီတောင်ပေါ်မှာရှိတဲ့ဖယားပေါ့ အဲ့ဒီငကမောက်ဖရားမှာဟိုအမြဲတမ်းပဲထမင်းသရုတိတာတွေအမြဲကျွေးတယ်ဒီငကမောက်ဖရားရဲ့အလှရှင်လည်းဖြစ်တယ်ပြီးတဲ့အခါကျတော့ဘိုးဘွားရိတ်တာရှိတယ်နော်ကျမတို့မြတ်စီစွာမြတ်စီစွာဘိုးဘွားရိတ်တာမှာလည်းဒါအလှအလှတကာပေါ့နော်ဒီပကြီလာထုံးကအဲ့ဒီမှာအမြဲတမ်းလှနေရပေါ့နော်အဲ့ဒီအခါကျတော့ဒီအာဒီပကြီလာထုံးမှာဆိုရင်လည်းသာသမီတွေရှိတယ်မတ်ဝဝါတို့မတ်ဖြူဖြူအာပြီးတော့မတ်နီနီပြီးတဲ့အခါကျရင်မတ်ညွညို့ နော်ဝဝဖြစ်ဖြူနေနေညွညိုလမ်းကြော်ကြော်ထွန်းဆိုပြီးရှိတယ်အဲဒီလိုပဲမတ်ဝဝကတော့အပြူကြီးပေါ့နော်အဲအခုတို့ရဲ့ဒီသားစင်မြေးဆက်တွေကလည်းအကုန်လုံးရှိပါတယ်ဒီတော့ဒီ ီအားလုံးဒီကြွကြွထွန်းဆိုရင်လည်းသူ့အမျိုးသမီးတွေဝဝခိုင်ပေါ့နော်သူတို့ရဲ့သားတွေလည်းရှိသေးတယ်ဒီဟာတွေအားလုံးဒီကျမတို့ရဲ့စာရင်းစာရွက်လစ်ထဲမှာမပါရသေးဘူးဖြစ်တယ်ပေါ့နော်ဒီတော့ဒါတွေအားလုံးကိုလည်းထပ်ထည့်ရမှာဖြစ်တယ်ပြီးတဲ့အခါကျရင်အဒေါ်တန်းဤပေါ့နော်ဒေါ်တန်းဤနဲ့ဥညံထွန်းပေါ့နော်အဲ့ဒီတော့ဒေါ်တန်းဤရဲ့သားသမီးတွေလည်းရှိပါတယ်ခင်စန်းဝေခင်နင်းဝေမိုးဝေပေါ့နော် ီးတော့ကိုဇော်လင်းအောင်ပေါ့နော်ဒါကိုဇော်လင်းအောင်ကတော့ဒါဆုံးသွားပြီပေါ့နော်အဲအဲ့ဒီခါကျတော့ဒီကိုဇွန်လွန်ရောင်ရဲ့အမျိုးသမီးတော့ရှိတယ်ပေါ့နော်အဲဒီတော့ဒေါ်တန်းဣပြီးတဲ့ခါကျတော့ဒေါ်တန်းရင်ဖြစ်ပါတယ်ဒေါ်တန်းရင်ကလည်းဒီကျမတို့ရဲ့ဒီပေါ့နော်ဟိုဥမောင်ဆိုးပေါ့နော်ဒေါ်တန်းရင်ရဲ့အမျိုးသားဒီဥမောင်ဆိုးဖြစ်တယ်ဒေါ်တန်းရင်မှာလည်းအာသာသမီး၂ယောက်ရှိတယ်ပေါ့နော်ဒါကတော့ဖြူသွဲဆိုးနဲ့ ဒီဟိန်းဆိုးဆိုပြီးတော့ဗောနော်အဲ့တော့ဒေါ်ထရီလည်းရှိတယ်ဒေါ်ထရီမှာလည်းအာငငယ်နဲ့အဲ့ဒီဟိုပါဗောနော်ဒေါ်ထရီသားသမီးတွေရှိတယ်ဗောနော်အဲ့ခါကျတော့ဒေါ်ထရီရဲ့အမျိုးသားကတော့ရှိပါတယ်ဒီဒေါ်ထရီရဲ့အမျိုးသားနာမည်ကတော့ဥတန်ဝန်ဖြစ်တယ်ဗောနော်အဲ့တော့ဒေါ်ထရီပြီးလို့ရှိရင်ဥကန်ထွန်းရှိတယ်ဥကန်ထွန်းရဲ့အမျိုးသမီးကတော့ဒေါ်ဆန္နာဖြစ်တယ်ဥကန်ထွန်းနဲ့ဒေါ်ဆန္နာမှာလည်းသားသမီးတွေရှိတယ်ဗောအဲ့ခါကျတော့ဒီသားသမီးတွေရဲ့စရင်ဒီလက်ရှိမှာတော့မပါသေးပါဘူးအဲ့တော့ဒေါ်စိန်ရှင်းပြီးလို့ရှိရင်၄ယောက်မြောက်ဒီဥပမောင်း ဇနီးကတော့ဒေါ်ပရဲဖြစ်တယ်။အာ၅ယောက်မြောက်ဒီဒေါ်ဘွားသိန်းအာဒီအမျိုးသားကတော့ဥထုံးစိန်ဖြစ်တယ်။အဒေါ်ဘွားသိန်းဥထုံးစိန်ရဲ့သားကတော့ဥတာလိုင်ဖြစ်ပါတယ်ရှင်။ဒါကတော့ခုနကဥလူကျော်ရဲ့နမတ်၁မျိုးဆက်တွေဖြစ်ပါတယ်။ဥလူကျော်ရဲ့သားသမီးမြေမြစ်တွေပေါ့နော်။အနမတ်၂ကိုနောက်တစ်ပိုင်းမှာထပ်ပြောပြပါမယ်။ကျေးဇူးများကြီးတင်ပါတယ်ရှင်။